အသက်35နှစ်အရွယ်ကလေးနှစ်ယောက်မိခင်အမျိုးသမီးတစ်ယောက်ရဲ့ရင်ဖွင့်စကားတန်လေးကိုကျွန်မပြောပြပေးမယ်အခုတလောကျွန်မ WhatsApp ကနေပြီးတော့မှ ရင်ဖွင့်လာတဲ့သူတွေတော်တော်များတယ်အမျိုးသားတွေလည်းရင်ဖွင့်ကြတာရှိတယ်လို့အမျိုးသမီးတွေလည်းရင်ဖွင့်ကြတာရှိတယ်အစုံမဲသူတို့ရဲ့ relationship အကြောင်းတွေသူတို့ရဲ့အိမ်နောင်ရေးအကြောင်းတွေချစ်သူရည်းစားအကြောင်းတွေသူတို့ရဲ့စီးပွားရေးအကြောင်းတွေပေါ့သူတို့အစင်မပြေတာလေးတွေကိုလာလာပြီးတော့ကျမစီကအကြံဉာဏ်လေးများရလို့ရညာနဲ့ရင်ဖွင့်ကြတာပေါ့အဲအဲ့ဒီအတွက်လည်းကျမကတကယ်ရင်ဖွင့်ပြီးတော့မှပြောဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ကျမအချိန်ယူပြီးတော့မှသူတို့စာလေးကိုဖတ်ပြီးတော့မှကျမသူတို့အတက်နိုင်ဆုံးအကြံဉာဏ်တွေပေးတယ်သူ့လူတွေစီကတော့ကျမသူတို့ ya kwen pyu jak ko taung pi lo သူတို့ရဲ့အကြောင်းအရာလေးကိုဒီလိုမျိုးမျှဝေခွင့်ပြုမလားပေါ့ဒီလိုမျိုးလေးမျှဝေခွင့်ပြုမယ်ဆိုလို့ရှိရင်တော့ကျမပြန်မျှဝေမယ်ဘာကြောင့်မို့လို့မျှဝေချင်တာလဲဆိုရင်အဲ့လိုမျှဝေလိုက်ခြင်းအပြင်ကျမတယောက်တည်းရဲ့အကြံဉာဏ်အပြင်တခြားသူတွေရဲ့အကြံဉာဏ်ဟောသူတို့ကဖတ်ရှုပြီးတော့မှဘဝကိုသူတို့ဘလို့ရွေးချယ်မလဲဆိုတဲ့ဟာတွေကိုအကောင်းဆုံးကျမတယောက်တည်းရဲ့အကြံတစ်ခုပေးမယ်ဆိုရင်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေကအယောက်တရာမှာဆိုရင်အကြံပေါင်းတရာရနိုင်တယ်အဲ့ဒီတည်းကမှသူတို့ရဲ့ကောင်းတဲ့အရာရာသူတို့ကောင်းမယ်ထင်တဲ့အရာကိုပြန်ရွေးချယ်လို့ရတယ်ပေါ့အဲ့ဒီ စိတ်ကူးလေးနဲ့ကျမကသူတို့ရဲ့ရင်ဖွင့်တန်လေးကိုနားထောင်ပြီးတော့မှအခုလိုမျိုးပြန်မျှဝေတာဖြစ်ပါတယ်။ကျမပထမဦးဆုံးပြောပြပေးချင်တာကအသက်35နှစ်အရွယ်အမျိုးသမီးတယောက်ပါ။သူ့မှာကသားတယောက်သမီးတယောက်ရှိတယ်။သူ့ရဲ့အိမ်ောင်ဘက်ကဖောက်ပြန်နေတယ်။သူ့ရဲ့အိမ်ောင်ဘက်ကဖောက်ပြန်တဲ့နေရာမှာလူအကောင်လိုက်ကြီးဖောက်ပြန်တာမဟုတ်ဘဲနဲ့ဖုန်းနဲ့ Hi Hello နေကောင်းလားအနီစတယ်ဇလန်းနေအတိုင်းမင်းပေါ့ဖုန်းနဲ့ဖောက်ပြန်တယ်။ အဲ့လိုမျိုးသူ့ယောက်ျားဖောက်ပြန်တိုင်းမှာသူတတိထားမိတဲ့အချက်ကဘာလဲဆိုတော့စီးပွားရေးအဆင်မပြေဘူးသူတို့ကပုံမှန်ဆိုရင်စီးပွားရေးလေးကအလောက်ကောင်းနေတယ်စားဖို့တောက်ဖို့အေးအေးဆေးဆေးပူပင်စရာမလိုတဲ့အနေထားလေးမှာရှိရဲဒါပေမဲ့ တစ်ချက်တစ်ချက်အလုပ်တွေကအဆင်မပြေလိုက်အဆင်မပြေလိုက်ဖြစ်ဖြစ်လာတဲ့အချိန်မှာဘာကြောင့်မို့လို့အဆင်မပြေတာလဲဆိုတော့အကြောင်းအရာကို तू ကလေ့လာလိုက်တဲ့အခါကျတော့သူ့ယောက်ျားကဖောက်ပြန်နေတာကို तू တွေ့တယ်သူ့ယောက်ျားဖောက်ပြန်နေတာကိုတွေ့တယ်ဆိုတာလူအကောင်လိုက်ကြီးဒီလိုဖောက်ပြန်သွားတာကိုဒိန်းဆိုမြင်တာမဟုတ်ပဲနဲ့ဘာလဲဆိုတော့သူ့ယောက်ျားက message လေးတွေပို့တယ်စာလေးတွေပို့တယ်အဲ့ဒါလေးတို့ तू မြင်တယ် तू ကအဲ့လိုတွေမြင်ပါများတယ်ရှေ့မှာဖုံးပြောတာတွေကိုလည်းနောက်ပိုင်းမှာ तू မြင်တယ်အဲ့လို तू မြင်ပါများတဲ့အခါကျတော့ तू ကလည်းမိမတို့ရဲ့တဘာဝလေးဘယ်သူမှတီးမခံနိုင်ဘူးအာသူ့ယောက်ျားကိုပြဿနာရှာ ားတွေရန်လုတ်တယ်သူတောင်းညံ့နေပေါ့ဒါပေမဲ့သူ့ယောက်ျားက အပျော်လေးညံ့ညက်ကလေးနဲ့သူ့ကိုပြန်ချော့လိုက်တယ်ငါချစ်တာကမင်းကိုပါပဲကွာမင်းတယောက်တည်းကိုငါချစ်တာပါဆိုတဲ့စကားမျိုးတွေဟောလာလိုက်ရင်အဲ့ဒီစကားမှာ तू ကအေးပျော်ပြီးတော့မှ तू ကဩဟုတ်မှာပါလေးဆိုတဲ့စိတ်နဲ့ तू တီးခံပြီးတော့မှနေခဲ့ရတယ်ဒါပေမဲ့ तू တီးခံပြီးတော့နေခဲ့ရပြီမဲ့လဲသူ့ယောက်ျားတစ်ဖက်ကနေပြောင်းလဲလာလာဆိုတော့မပြောင်းလဲလာဘူးအရင်တော့ဆိုရင်တို့ကလင်မယားညံ့စလုံးအတူတူအလုံးလုံးတယ်အတူတူအလုံးလုံးတဲ့အချိန်မှာဆိုရင်ကောင်လေးကကောင်မလေးကိုအိမ်အသုံးစရိတ်လောက်ပဲပေးပြီးတော့မှပိုတဲ့ပတ်စံတွေကိုမပေးဘူး तू ကိုယ်တိုင်ကြတော့ KTV သွားတယ်မာဆက်တွေကိုသွားတယ် တယ်အဲ့ဒါကိုလည်းကောင်မလေးကမကြိုက်လို့ပြောတဲ့ခါကြလို့ရှိရင်တငယ်ချင်းတွေခေါ်လို့သွားတာငါသွားချင်လို့မဟုတ်ဘူးငါကနင့်ကိုတယောက်တည်းကိုပဲချစ်တာနင့်ကိုပဲငါချစ်တာပါဆိုတဲ့စကားတွေနဲ့နှစ်သိပ်တဲ့ခါကျတော့ तू ကတစ်ခါပြန်ပြီးတော့မှအရေးပြောပြန်ပေါ့အခုနောက်ပိုင်းကျတော့သူ့ရဲ့အိမ်တော်ဘက်ကအလုံးမရှိတာနှစ်နှစ်ကျော်သွားပြီနှစ်နှစ်ကျော်သွားတဲ့ခါကျတော့ကောင်မလေးကသူ့ရဲ့ဝင်ငွေနဲ့ပဲရက်တီနေတာသူ့ရဲ့ဝင်ငွေရလေသားသမီးနှစ်ယောက်ရှိတယ်ဆိုတော့ तू ကစားလောက်ယုံပေါ့တနေ့ကိုတသောင်းခွဲနှစ်သောင်းပေါ့အဲ့လောက်ဝင်ငွေလေးနဲ့သူတို့ကရက်တီပြီးတော့ तू နေနေတာပေါ့တစ်ခါတလေစားရင်လည်း သူဝင်ငွေပေါပေါမြမြရတဲ့အချိန်တုန်းကဆုထားတဲ့ရွှေတူရွှေစားလေးကိုလည်းရောင်းတဲ့အခါရောင်းရတယ်ပေါင်တဲ့အခါပေါင်ရတယ်အဲ့လိုနဲ့သူ့အိမ်အောင်တက်ကိုသူဒီလိုလေးပဲနေလာတာနေလာတဲ့အခါကျတော့နေ့ကျတော့ညဘက်သူအိတ်ပြီးတော့ကောင်မလေးကမနက်ကိုအစောကြီးသူနိုးလာတယ်နိုးလာတဲ့အချိန်မှာသူ့ယောက်ျားရဲ့ဖုန်းထဲကနေပြီးတော့ message ဝင်တဲ့အတန်ကိုသူကြားတဲ့အခါကျတော့တွားကြည့်လိုက်တဲ့အခါမှာတစ်ဖက်ကနေပြီးတော့ဟာကိုကိုအခုထိမအိတ်သေးဘူးလားတဲတော်မှတရင်နိုးလာပြီးဘာညာဆိုပြီးတော့ပို့ရအောင်မြင်တော့သူကလုံးဝ short ရသွားတယ်ကောင်မလေးက ဟာဒေါသတွေထွက်ပြီးတော့သူ့ယောက်ျားကဒီလိုမျိုးသွားတက်လာတက်တဲ့အကျင့်ရှိတာကိုသိပေမဲ့ဒီလိုကြီးဖြစ်နေလိမ့်မယ်လို့သူမထင်ဘူးဒါတောင်မှသူကအခုချိန်ထိကျမကိုယင်ဖွင့်တဲ့အချိန်ထိသူ့ယောက်ျားကဒီလိုဖောက်ပြန်နေဆိုတော့သူမျက်မြင်ကိုတွေ့ရည်သူမမြင်သေးဘူးအဲ့မှသူကဒေါသတွေထွက်ပြီးတော့စိတ်တွေတိုးပြီးတော့အယူတယောက်လို့သူခံစားရတယ်ပေါ့နော်အဲ့ဒီခံစားချက်နဲ့အတူသူက ူ့ရဲ့ရောက်ခမကို तू ကယင်သွားဖွင့်တယ်။ तू ရောက်ခမကိုယင်ဖွင့်တဲ့ခါကျတော့အဲ့လိုအဲ့လိုပဲလို့ပြောတဲ့ခါကျတော့ तू ရောက်ခမကလည်း तू သားကိုလည်းမနိုင်တယ်လို့ तू သားမမားပါဘူးဆိုတဲ့စကားမျိုးနဲ့လည်းနှစ်သိမ့်တယ်လို့ तू သားကိုလည်းတို့ကိုနိုင်ကမနိုင်ဘူး။ကဲဒါနဲ့မထူးပါဘူးဆိုပြီးတော့ကောင်မလေးက तू အမေကိုသွားပြီးတော့မှယင်ဖွင့်တယ်။ तू အမေကိုအမေရဲ့သမီးတော်ဒီလိုဒီလိုဖြစ်နေတယ်။သမီးယောက်ျားတော့ဘလို့ဘလို့ပါပေါ့ပြောပြတဲ့ခါကျတော့ तू အမေတို့ကလည်းအဲဟိုပါပေါ့နော်ရှေးရိုးဆွဲတဲ့အစင်လာတိုင်းပဲဟာသမီးရေးအဲ့ဒါဆိုရင်တော့နေဘေးဒင်လေးမေးကြည့်အောင်နတ်လေးမေးကြည့်အောင်နဲ့ဘေးဒင်မေးနတ်မေးတွေလှုပ်လိုက်တာ လဲပတ်စံလေးက၄သိန်း၅သိန်းလောက်ကုန်သွားရောတဲ့အဲ့ဒါနဲ့ तू ကအခုအရန် तू စိတ်ညစ်တယ်ဒီယောက်ျားနဲ့ तू ကဆက်ပြီးတော့မှလက်တွဲရမလားလက်မတွဲရဘူးလားဆိုရဲအဖြေကို तू ကိုယ်တိုင်လည်းမထုတ်နိုင်ဘူးပေါ့နော်အဲ့ဒါအတွက်အမရဲ့ညီမကိုပေါ့နော်ကူပြီးတော့မှစဉ်းစားပေးပါအောင်တဲ့ကူပြီးတော့မှစဉ်းစားပေးပါအောင်ဆိုတာကကျမတို့ကသူပြောပြတဲ့ဒီအပိုင်းလောက်လေးကိုသိရတာပေါ့သူပြောပြတဲ့ဒီအပိုင်းလောက်လေးမှာတောင်မှသူကသူ့ယောက်ျားကို ပိုချစ်နေတယ်ဆိုတဲ့ဟာကပေါ်လွင်နေတယ်နေတယ်တဖက်ယောက်ျားကသူ့ကိုတိတ်မချစ်ဘူးဆိုတာကလည်းပေါ်လွင်နေတယ်အဲ့တော့ဘေးလူအနေနဲ့ကျမကအကြံပေးတယ်ဆိုတော့ကျမသူ့ကိုတစ်ချက်အရင်မေးလိုက်တယ်သူ့ကိုပြတ်သားနိုင်လားနံပါတ်၁ချက်စဉ်းစားမယ်နံပါတ်၂အချက်ကသူ့ကိုပြတ်သားနိုင်တယ်ဆိုရင်တော့မှကိုချစ်တော့ပေါ်ကိုက60ရာခိုင်နှုန်းလောက်ရက်တည်နိုင်လားเออအဲ့ဒါကိုလည်းတစ်ချက်စဉ်းစားခိုင်းနေကြမှာအဲ့ဒါပြီးတော့နောက်အိမ်အောင်ပြုတ်ဖို့ရည်ရွယ်ချက်ရှိလားဆိုပြီးတော့ကျမကမေးလိုက်တယ်မေးလိုက်တဲ့အခါမှာသူက နောက်အိမ်အောင်ပြုတ်ဖို့ရည်ရွယ်ချက်လုံးဝမရှိဘူးလို့သူပြန်ဖြေတယ်။သူခြေောက်ပေါ်သူယက်တီနေတာဖြစ်တဲ့အတွက်သူခြေောက်ပေါ်သူတော့ယက်တီနိုင်တယ်။ဒါပေမဲ့သူ့ယောက်ျားကိုဖြတ်သားလားဆိုတဲ့စကားတော့သူကျမကိုပြန်မဖြေထားဘူးပေါ့နော်ပြန်မဖြေထားဘူး။ဒါပေမဲ့ကျမအခုသူ့ကိုဒီဗီဒီယိုလေးကိုသူလည်းမြင်မှာပါ။မြင်မှာဆိုတော့ကိုသူ့ယောက်ျားကိုသူကိုနိုင်ကပြတ်သားနိုင်နေဆိုရင်လူအကောင်လိုက်ကြီးဖောက်ပြန်တာမြင်တဲ့အထိကိုမဆောင်နေဘဲနဲ့ ဖောက်ပြန်ခြင်းဆိုတာကလူအကောင်လိုက်ကြီးဖောက်ပြန်မှာဖောက်ပြန်တာမဟုတ်ဘူးစိတ်နဲ့ဖောက်ပြန်ရင်လည်းဖောက်ပြန်မှုကမြောက်နေတယ်အဲ့ဒီအတွက်တဖက်မှာကိုယောက်ျားကိုဖြောင်းဖြားကြည့်ဒီဒီလိုဒီလိုဒီလိုလုပ်နေတာကိုငါသိတယ်ဒီမှာငါမိသားစုဆိုတာလည်းရှိသေးတယ်ငါကမိသားစုဘဝကိုမပြိုကွဲခြင်းလို့ဒီလိုဒီလိုတွေထိမ့်သိမ့်ပြီးတော့နေတယ်အဲ့တော့နင်ကလည်းစင်ကျင်တင့်တယ်လို့နင့်ကိုနင်မမြင်ဘူးလားဆိုပြီးတော့လင်မယားမြောက်တိုင်မြင်လိုက်တိုင်မြင်လိုက်တဲ့အချိန်မှာတဖက်လူကြီးသူ့ရဲ့အမားကိုသူ့မြင်သွားတယ်ဆိုလို့ရှိရင်တော့အော်အေးငါ ဒီလိုစိတ်ကလွတ်သွားမိတယ်စိတ်ငါဖောက်ပြန်မိတယ်အဲ့ဒီအတွက်ငါနောက်မဖြစ်စေရပါဘူးဆိုတဲ့သူကတိကိုပေးတယ်ဆိုရင်တော့ကိုကလည်းမပြတ်သားနိုင်ဘူးသူကလည်းဒီကတိကိုပေးတယ်ဆိုရင်တော့ဒီအိမ်တော်ရေးခရီးကိုဆက်ပြီးတော့သွားကြည့်လိုက်ဦးမော်အလို့မမဟုတ်ပဲနဲ့သူကလည်းအာပြက်တနာရှာတယ်ဘူးတူပြဲတဲတွေပြက်တနာရှာမယ်ကိုကလည်းပြတ်သားနိုင်တယ်ဆိုရင်တော့ဒါတီသူဒီဒီဖောက်ပြန်ခြင်းလမ်းစာပေါ်ရောက်နေတာဖြစ်တဲ့အတွက်ပြတ်သားလိုက်တာကတော့အကောင်းဆုံးပဲ မပြတ်သားခင်တခုစဉ်းစားမှာကနောက်အိမ်အောင်ပြုတ်မလားလို့ဘာကြောင့်မေးလဲပေါ့အဲ့ဒီစကားကိုကြားလိုက်ရင်တော့မညာမတာမေးတယ်လို့ထင်ရင်ထင်လိမ့်မယ်တကယ်တော့မညာမတာမေးတာမဟုတ်ပါဘူးနောက်အိမ်အောင်ပြုတ်မခြင်းအတူတူဆိုရင်တော့ဒီလက်ရှိအိမ်အောင်ကိုပဲအစဉ်ပြေအောင်ကိုနေလိုက်ရင်တော့ပိုကောင်းဆုံးပဲဘာလို့လဲဆိုတော့ तू ကခလေးတွေရဲ့အဖေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တကယ်လို့ကိုကနောက်အိမ်အောင်မပြုတ်ဘဲနဲ့နေနိုင်နေဆိုရင်တော့ လုံးဝကိုလမ်းခွဲပလိုက်ကိုဘွားကိုကိုဘသားကိုမိသားစုဘွားလေးကိုတောက်ပနေလို့ရတယ်။နောက်အိမ်အောင်မပြုတ်စေချင်ဘူးဆိုတာဘာလို့လဲဆိုတော့နောက်အိမ်အောင်ဆိုတာကလည်းကောင်းမလားမကောင်းမလားမသိစားတဲ့ကိစ္စ။ အဲ့ဒါကြောင့်မလို့ကျမနောက်အိမ်အောင်မပြုတ်စေခြင်းဘူးဆိုတာဘာလို့လဲဆိုတော့ပထမမှာအိမ်အောင်ဆိုတာဘာလဲသိပြီးပြီးယောက်ျားနဲ့မိန်းမရဲ့ relationship ဆိုတာဘာလဲလဲကိုကသိပြီးပြီးအိမ်အောင်တက်ကခလေးညောက်တောင်ရှိပြီးဆိုတော့အိမ်အောင်တက်ကလည်းအထိုက်လျောက်ရှိပြီးဒီရက်အတွေ့အကြုံတွေကိုသိပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်အိမ်အောင်ဆိုတာကျမမပြုတ်စေခြင်းဘူးမပြုတ်စေခြင်းဘူးဆိုတာဘာကြောက်လဲဆိုတော့နောက်အိမ်အောင်တည်လဲဒီလိုမျိုးပဲဆိုရင်ကိုကမကျေနပ်လို့ကွဲလိုက်အောင်မယ်တခါအဲ့ဒါမကျေနပ်လို့ကွဲမယ်ဆိုရင်ကိုကလင်းများမယ် အဲတကယ်လို့ကိုကနောက်အိမ်နောင်ကမကောင်းပေမဲ့ကိုကတီးခံပြီးပေါင်းနေမယ်ဆိုရင်လေရှေ့မှာလည်းကိုတီးခံရတယ်နောက်မှာလည်းတီးခံရတယ်အဲ့တော့ရှေ့မှာတီးခံတာကကလေးတွေရဲ့အဖေဆိုတဲ့စိတ်နဲ့တီးခံလို့ရသေးတယ်နောက်ကလူကိုတီးခံရတာကြတော့ပိုအဆင်မပြေနိုင်ဘူး เนาะကျမကတော့အဲ့လိုလေးမြည်ပြီးတော့မှကျမအဲ့ဒီအကြံဉာဏ်လေးကိုသူ့ကိုပေးပစ်တယ်သူလည်းကျမရဲ့အကြံဉာဏ်လေးကိုနားထောင်ပြီးတော့မှကျေးဇူးတင်ပါတယ်ဗောဆိုပြီးတော့သူနဲ့ကျမနဲ့စကားလက်ဆက်လေးပြတ်သွားတယ်ဗောအခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှဒီအမျိုးသမီးလေးရဲ့ဇာတ်လမ်းကိုနားထောင်ရတဲ့သူတွေအနေနဲ့ကကြတော့ရောဘလို့အကြံလေးပေးခြင်းနဲ့ ်ကို့မှာလည်းဒီကောင်မလေးအတွက်အကောင်းဆုံးအကြံဉာဏ်လေးရှိတယ်ဆိုရင်မန့်ခဲ့ပေးပါအောင်ရှင်ကျမတို့ကသူများရဲ့ရင်ဖွင့်တန်ကိုနှလုံးသားနဲ့နားဆင်ပြီးတော့မှနှလုံးသားနဲ့ပြန်အကြံဉာဏ်ပေးတဲ့သဘောပေါ့ရင်ဖွင့်လာတဲ့သူတွေထဲမှာယောက်ျားလေးတွေလည်းရှိရင်မိန်းကလေးတွေလည်းရှိတယ်မနှက်ပြန်ခါကြရင်တော့ယောက်ျားလေးတစ်ယောက်ကဖောက်ပြန်ခံလိုက်ရတဲ့အကြောင်းလေးကိုကျမထပ်ပြီးတော့မှလာဖတ်ပြပါဦးမယ်ရှင်အခုလိုပဲကိုယ့်ရဲ့ရင်တွင်းခံစားချက်ကလေးတွေကိုကို့မှာပြောပြစရာလူမရှိဘူးကို့ပတ်ဝန်းကျင်မှာပြောပြလို့ရအဆင်မပြေဘူးကိုကလည်းတိတ်ကုံမှာ ပြောပြခြင်းနဲ့အကြံဉာဏ်လေးတွေလိုချင်နေဆိုလို့ရှိရင်လည်းကျမမန်ရင်ခတ်ရဲ့မန်ရင်ခတ် open hat ဆိုတဲ့အကောင့်လေးရဲ့ messenger ကနေပြီးတော့မှကိုယ့်ရဲ့ရင်ဖွင့်စကားလေးကိုပြောပြခဲ့လို့ရပါတယ်ရှင်။ကိုယ့်ရဲ့ရင်ဖွင့်စကားလေးကိုပြောပြမယ်ဆိုရင်တခြားနေကောင်းလားစားပြီးပြီလားဘာညာတာတကားတွေမရေးပါနဲ့။ကိုဖြစ်နေတဲ့လက်ရှိအနေအထားလေးကိုရေးပေးခဲ့ပါ။အဲ့ဒါလေးကိုကျမကနှလုံးသားနဲ့ခံစားပြီးတော့မှဖတ်မယ်။ပြီးပြီဆိုရင်ဒီကာယကံရှင်လေးရဲ့ခွင့်ပြုချက်ရတယ်ဆိုရင်ကျမဒီမှာလာပြီးတော့မှမျှဝေပါမယ်ရှင်။တချို့လူတွေကကိုယ်မှခံစားချက် ရင်ဖွင့်စရာမရှိဘူးသူများရဲ့မျှဝေတဲ့အတန်ကိုနားထောင်ကြည့်နေဆိုရင်လေဒီအကောင့်လေးကို follow လေးနှိပ်ထားပေးပါကျမတို့ဒီတယောက်ရဲ့စကားအတန်ကိုတယောက်နားထောင်ပြီးတော့အကောင်းဆုံးအကြံဉာဏ်တွေပေးကြမယ်